လေးစားပါသောရွှေညမြင့် channel မှာချစ်ခင်ရတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာမိမိတို့ရဲ့တပတ်တော်ကံကြမ္မာအခြေအနေတွေကိုရှင်းရှင်းလင်းလင်းကြိုတင်သိရှိနားလည်နိုင်ဖို့ဗေဒင်ပညာလက္ခဏာပညာကံမြတ်ပညာရဲ့တွေကိုနှစ်ပေါင်းများစွာလေ့လာလေးစားသုတေသနပြုခဲ့တဲ့ဆရာကြီးဦးမြတ်ဆန်ရဲ့စူးစမ်းထူရင်းဉာဏ်မြင်မြမရိုးရပညာမွေနဲ့ဖော်ထုတ်ဟောကြားပေးမယ်ခဏရသမီးများအတွက်နေသားလိုက်တစ်ပတ်စာဟောစရန်စီစဉ်လေးစတင်ပါပြီခင်ဗျာဒီကြွမှာမိမိတို့နေသားအလိုက်ကန်တရားက ဘယ်လိုလှည့်ပြောင်းနေယူဆောင်လာမလဲအခွင့်အရေးကောင်းတွေကဘာတွေလဲတတိထားရှောင်ရှားတဲ့နေရာတွေကဘာတွေဖြစ်မလဲအားလုံးကိုပွင့်ပွင့်လင်းလင်းရှင်းရှင်းလင်းလင်းတိတိကျကျတင်ဆက်ပေးသွားမှာမလို့စိတ်ဝင်စားနားဆင်ကြည့်ရှု ပေးကြပါဦးခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ9ရက်မှနိုဝင်ဘာလ15ရက်နေ့ထိခုနှစ်ရသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုပြည်ရင်လက္ခဏာကံပြာပညာသူတည်သည် CRG ဦးမြတ်ဆံမှ တွက်ချက်ဟောပြောတင်ပြပေးမှာဖြစ်ပါတယ်နဝဘလာ9ရက်မှနဝဘလာ15ရက်နေ့ထိတပတ်စာကံကြမ္မာများကိုဟောကြားတဲ့နေရာမှာဒီတစ်ပတ်နဝဘလာ9ရက်ကနေ15ရက်အတွင်းမှာတင်းငွေတွေသားသမီးများအနေနဲ့ဝင်ငွေတွေကောင်းဝင်ငွေကောင်းတွေရရှိရန်ရရှိပါမယ် ဝင်များလဲဝင်မှမယ်။နောက်အင်းရဲ့တောင်မဲ့ရက်မှာမြီးပေးတင်တာတို့အပူတော့ကတို့ကြုံစီတတ်တဲ့ကာလာလဲဖြစ်ပါတယ်။အဲ့လိုဖြစ်ပြီးဆိုလို့ရှိရင်နှက်အဟောင်းတရားကိုဆွန့်လွတ်လိုက်ပါ။နောက်တယ်လီဖုန်းအသစ်ကြီးလဲဝင်စီတတ်တဲ့ကာလာလဲဖြစ်ပါတယ်။နောက်အလုတ်တွေအတွက်တင်းကောင်းကြီးလဲကြားစတဲ့တဲ့အနည်းငယ်တွေသာတူဖြစ်ပါတယ်။မွန်ဘလာ9ရက်ကနေမွန်ဘလာ15ရက်အတွင်းမှာတင်းငယ်တွေသာတူများအနေနဲ့ ရေလုပ်ငန်းတို့ရေတွဲပစ္စည်းတို့အဲလိုရောင်းဝယ်လုပ်ငန်းတွေမှာအကျိုးအမြတ်တွေအများစွာရရှိကြရဲ့ကာလာလည်းဖြစ်ပါတယ်။နောက်နိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်မှာ တနင်္ဂနွေသားသမီးများအနေနဲ့ပညာရေးမှာတော့အခက်အခဲတွေကြုံရမယ်ကာလာဖြစ်ပါတယ်။နောက်တနင်္ဂနွေသားသမီးများဒီတစ်ပတ်အတွင်းမှာ ကျန်းမာရေးအနေဖြင့်လည်းအစာရင်ယောဂနော်စေစားမာခြင်းစေတူမာခြင်းနော်အစာရင်နဲ့ပတ်သက်တဲ့ယောဂများဖြစ်ခြင်း เนาะซีอสายญัสีโลขอเดอิงกานันเนี่ยปัตตะดาอีด้วยอตุกยุใส่ยามเกาลาเลဖြစ်ပါတယ်ตะนิงกณีตาตะมีมะอีตะเป็ดတွင်มาจ้ํามาอีก็တော့อตุกยุใส่ยามเกาลาဖြစ်ပါတယ်อสามาซีมาဖြစ်စီတဲ့เกาลาလူလည်းခေါ်ပါတယ်ခင်ဗျเนาะอฉีเนี่ยปัตตะลายเนาะတဲ့ဒီตะเป็ดတွင်มาตะนิงกณีตาตะมีมะอนีเนี่ยအင်းတော့အေးရတာရမယ်လို့ဆိုပါတယ်ခင်ဗျာနော်အဲ့တော့တာတာရရှိမဲ့ကာလာလူလည်းခေါ်ပါတယ်တနင်္ဂနွေသားသမီးများနော်ကောင်းကောင်းသောကနေ့များက ကံကောင်းတဲ့ကနန်းများကတော့1တို့3တို့5တို့ပါတဲ့ကနန်းများဖြစ်ပါတယ်။အဲ့ဒီကနန်းတွေကိုထီထိုးမယ်ချဲထိုးမယ်ဆိုရင်တော့တနင်္ဂနွေသားသမီးများနိုဝင်ဘာလ9ရက်ကနေ15ရက်အတွင်းမှာအဲ့ဒီကနန်းတွေနဲ့ထီထိုးမယ်ချဲထိုးမယ်ဆိုကံကောင်းစီတတ်တဲ့ကံတရားဖြစ်ပါတယ်ခင်ဗျ။တော့ကံကောင်းတဲ့အယောင်တွေကတော့တနင်္ဂနွေသားသမီးများနိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်အတွင်းမှာဘာပဲလှုပ်လှုပ်ရွှေအောင်လေးကိုဝတ်ဆင်ပြီးလုပ်မယ်ဆိုရင်တော့အထူးကံကောင်းစီတတ်တဲ့ အဆောင်အယောင်လေးဖြစ်ပါတယ်ခင်ဗျာ။တော့ရေရေအနေနဲ့ကတော့တကိုးကြီးပြားမှာတင်းငွေတောင်းကနေပြီးတော့အုံတမင်းလေးကိုစွန့်တော့ကပ်ပြီးပါအောင်အုံစွန့်ပေါ့ဗျာ။နော်အုံစွန့်ကပ်ပြီးတော့မှလိုတဲ့စုတွေတောင်းမယ်ဆိုရင်တဲ့။နိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်အတွင်းမှာတင်းငွေသားကြီးများအတွက်အညံ့ကန်တွေပျောက်ပြီးအကောင်းကန်တွေရောက်မယ်ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကတပည့်အတွင်းကျွန်တော်တို့တင်းငွေသားကြီးများအတွက်ကံကြမ္မာကိုတင်ပြပေးခြင်းဖြစ်ပါတယ်။ဒီတပည့်အတွင်းမှာတော့ ဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်နေ့ထိတပတ်စာကံကြမ္မာများဟော့စတန်မှာတင်းင်းလာသားသမီးများအတွက်ဒီတပတ်အတွင်းမှာနိုင်ငံရေးချခကြီးတွေ့ရပါလိမ့်မယ်ခင်ဗျာနော်နိုင်ငံရေးချခကြီးကိုရည်ရထားတဲ့ပုံကောင်များအမြန်ဆုံးတွေ့ရမယ်ကာလလို့လဲဆိုပါတယ်ခင်ဗျာနောက်အလုတ်တစ်လုပ်ငန်းအစ်စ်တွေလည်းပေါ်ပါမယ်တင်းင်းလာသားသမီးများအနေနဲ့လုပ်ငန်းအစ်စ်တွေလုပ်မယ်ဆိုရင်ရည်ရထားရင်တော့အောင်မြင်စေမယ့်ကာလလို့လဲခေါ်ပါတယ်ခင်ဗျာ နောက်မော်တော်ကားနဲ့ပတ်သက်တာတွေအတွက်အထူးကိစ္စိုက်ပါတရီကားဆင်ကျင်ပြီးတော့မောင်းပါခင်ဗျနော်ကိုကမတိုက်ရင်တော့သူများကကိုကိုတိုက်ချင်းနေခံရတဲ့ကာလဖြစ်ပါတယ်နောက်တနင်္လာသားသမီးများဒီတစ်ပတ်အတွင်းမှာညေရောင်းဝယ်တွေဖြစ်ပါမယ်နောက်အင်ချန်မီနဲ့ပတ်သက်တာတွေအတွက်တနင်္လာသားသမီးများကံကောင်းမဲ့ကာလလို့လဲဆိုပါတယ်ခင်ဗျနောက်အဝတ်အထည်အစ်စ်တွေဝင်စီတတ်ပါတယ်လက်ဆောင်တွေလည်းရစီတတ်တယ်တနင်္လာသားသမီးများဖြစ်ပါတယ်နောက်ဒီတစ်ပတ်အတွင်းမှာအလောက်ရှားနေမယ် ။အုံးမဟုတ်ဘူးအလုတ်လျှောက်ထားပါလေ။ဘာပဲလုပ်လို့အလုတ်နဲ့ပတ်သက်တာတွေအတွက်အလုတ်တွေရစီတတ်တယ်ကာလာလူလည်းခေါ်ပါတယ်ခင်ဗျ။နိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်အတွင်းမှာတနင်္လာသားသမီးများအနေနဲ့တော့ကျွန်တော်တို့ကျွေးကိစ္စစကားပြောရပါမယ်။ငွေချင်းတဲ့ပတ်သက်တာတွေအတွက်စကားပြောရမယ်ကာလာတွေဖြစ်ပါတယ်။ဟိုကချင်းမီငါမီရင်လဲဆုံးတော့မဆုံးဘူး။ဒါပေမဲ့ကိုငွေနဲ့ကိုမုန်းစီတတ်တဲ့ကာလာတွေဖြစ်ပါတယ်ခင်ဗျ။ ။နောက်အင်္ဂန်တန်လို့ခေါ်တဲ့ဆန်တို့၊စပားတို့အယောင်းဝယ်လို့ရင်လည်းပိတ်ကောင်းတဲ့ကာလဖြစ်ပါတယ်။တင်းလာသားသမီးများအနေနဲ့ဒီတစ်ပတ်အတွင်းမှာပေါ့ဗျာ။နော်။နောက်နိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်အတွင်းမှာတင်းလာသားသမီးများအနေနဲ့ပညာရေးမှာတော့တိုးတက်မှုတိတ်မရှိနိုင်ဘူးပေါ့ဗျာ။ပညာရေးကတော့ကြိုးစားရမယ့်ကာလလို့ခေါ်ပါတယ်ခင်ဗျာ။နောက်နိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်အတွင်းမှာတင်းလာသားသမီးများအတွက်ကျမ်းမာရေးအနေဖြင့်အဆုံးနဲ့ပတ်သက်တဲ့ယောဂါတွေပြင်မှာဖြစ်တဲ့အတွက် ချောင်းဆိုးခြင်းတွေလည်းဖြစ်စေတတ်တဲ့ကာလဖြစ်ပါတယ်။အဆုံးနဲ့ပတ်သက်တာတွေအထူးသတိကားပါ။ရေချိုးမိုးချိုးတွေမှားစေတတ်တဲ့ကာလလို့လည်းဆိုပါတယ်ခင်ဗျာ။နောက်တင်းလာသားသူများဒီတစ်ပတ်အတွင်းမှာအချီရေးမှာတော့ရှစ်သူနှစ်ဦးကြားမှာအနောက်ချက်တွေပေါ်တာဖြစ်တဲ့အတွက်ဂျားလေသွေးလို့ဝေးရမယ့်ကာလလို့လည်းခေါ်ပါတယ်ခင်ဗျာ။နော်အဲ့တော့ဒီတစ်ပတ်အတွင်းမှာတဲ့တင်းလာသားသူများအနေနဲ့အိမ်တော်ရေးရတော့အဆင်ပြေပါမယ်တဲ့နော်အချီရေးတာအဆင်မပြေတာဗျ။ အိမ်တော်ကြီးကတော့အစီအပြေမဲ့ကာလဖြစ်ပါတယ်။နောက်ကံကောင်းတဲ့ကဏ္ဍကြီးကတော့၄တို့၅တို့၈တို့အဲ့လိုကဏ္ဍကြီးပါတာတွေကိုညာများထီထိုးမယ်။ကံစမ်းမဲ့ဆိုရင်ကံကောင်းတော့ကာလလည်းဖြစ်စီတတ်ပါတယ်ခင်ဗျ။တင်းလာသားသမီးများအနေနဲ့ကံကောင်းတဲ့အယောင်တွေကတော့ဘာပဲလုပ်လို့တဲ့။နက်ပြန်အောင်လေးဝတ်ပြီးလုပ်မယ်ဆိုရင်အဲ့ဒီအယောင်ကဘဝမှာဒီတစ်ပတ်အတွင်းမှာကံကောင်းတော့အယောင်တွေဖြစ်စီတတ်ပါတယ်ခင်ဗျ။နိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်အတွင်းမှာ အကြံဉာဏ်လေးလုပ်မယ်စီဝါရေးလုပ်မယ်ဆိုရင်မက်ပြာရောင်လေးဝတ်ပြီးတော့လုပ်လို့ပါတဲ့။နောက်ရရယာအနေနဲ့ကတော့တကိုးကြီးဖေးရမှာသို့မဟုတ်ကိုယ့်ရဲ့နေအိမ်မှာနော်မင်းနေအိမ်မှာပေါ့ဗျာ။ကြေးကြရမို့ကိုဖေးရမှာလှူဒါန်းပြီးတော့မှာလေ။လူရဲစုကိုတောင်းမယ်ဆိုရင်တင်းင်းလာသားသမီးများအငဲ့ငန်တွေပြောက်ပြီးအကောင်းကန်တွေရောက်မယ်။ကာလာဖြစ်တဲ့ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကတပည့်အတွင်းမှာတင်းင်းလာသားသမီးများရဲ့ ိုဝင်ဘာလ9ရက်ကနိုဝင်ဘာလ15ရက်နေ့ထိတပတ်စာကံကြမ္မာများကိုတင်ပြပေးတဲ့အခါမှာတဲ့ဒီတပတ်ကတော့အင်္ဂါသားသမီးများအတွက်တပတ်စာကံကြမ္မာများသည်တဲ့နောက်အိန်တို့အိတ်ခန်းတို့တိုက်ခန်းတို့အယောင်းဝယ်တွေဖြစ်ပါမယ်အင်္ဂါသားသမီးများအနေနဲ့ဒီတပတ်အတွင်းမှာတော့ကျွန်တော်ကားအယောင်းဝယ်တွေဖြစ်ပါမယ်ဒါပေမဲ့ကားအယောင်းဝယ်မှာဖြစ်ပြီမဲ့လို့အထင်းငော်လေးတော့ရှိစေတတ်တဲ့အချိန်ကာလဖြစ်ပါတယ်အင်္ဂါသားသမီးများအနေနဲ့နော် ဝင်နှန်းပြစ်မယ်ဆိုရင်လာတာတွေတူရမယ်တဲ့နော်နိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်အတွင်းမှာအင်္ဂါသာသမီများဒီတစ်ပတ်အတွင်းမှာတဲ့ယာရုတွေရတိုးမယ်လာတာတွေလည်းတိုးမယ်လို့ဆိုလိုပါတယ်နော်အလူဒါနလုပ်မယ်ဆိုရင်လေဒီရွက်ချက်ရှိရင်အောင်မြင်မဲ့ကာလလည်းဖြစ်ပါတယ်နောက်လေယာသုံးဆက်ပစ္စည်းတွေလည်းဝင်စီတတ်ပါတယ်စက်တူရှယ်ယာလုပ်ငန်းအပေါ်မှာစက်တူရှယ်ယာလုပ်ငန်းတွေလည်းပေါ်စီတတ်တဲ့ကာလလည်းဖြစ်ပါတယ်နောက်ပညာရေးလည်းကံကောင်းစီတတ်တဲ့ကာလဖြစ်ပါတယ်အကြမ်းမလို့ ဒီတပတ်အတွင်းမှာတော့အင်္ဂါသာသမီများဟာလိုရင်တောက်ခဏနဲ့ရစီတတ်တဲ့ကာလလေးဖြစ်ပါတယ်။နောက်နိုင်ငံခြား၆ဒါးပါကကျောင်းဝင်ခွင့်နဲ့ရမယ့်ကာလလေးဖြစ်စီတတ်ပါတယ်။နိုင်ငံရဲ့ခြားမှာပညာတော်သင်သွားမဲ့သူများကျောင်းတက်မဲ့သူများတွေအခွင့်အရေးကောင်းလို့ဆိုလို့ရတဲ့ကာလလေးဖြစ်ပါတယ်။ကျမ်းနိုင်ကျမ်းမာရေးအနေနဲ့ကတော့တဲ့ဝမ်းပြတ်တာတို့ဝမ်းလျှောတာတို့နောက်ကျွန်တော်တို့ဝမ်းနဲ့ပတ်သက်တဲ့ယောဂ၊လေနဲ့ပတ်သက်တဲ့ယောဂတွေအထူးကယူဆရမယ့်ကာလဖြစ်ပါတယ်။ အရေးပြာယောဂတွေအထူးကူးစက်ရမယ့်ကာလဖြစ်ပါတယ်အင်္ဂါသားသမီးများအနေနဲ့နော်အခြေရေးမှာ တော့နှမျိုးနှစ်ခွာဖြစ်မဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျာနော်နှမျိုးနှစ်ခွာဖြစ်စီတဲ့တဲ့ချစ်တာတယောက်ရတာတယောက်ကိုယ်ဝကြိုက်တာတယောက်ကိုယ်ပြန်ကြိုက်တာတယောက်အဲ့လိုဖြစ်စီတဲ့တဲ့ကာလလည်းဖြစ်ပါတယ်နော်အိမ်အောင်ရေးမှာငွေကြေးကိစ္စကိုအကြောင်းပြုပြီးအိမ်အောင်ဘက်နဲ့စကားများရတာဖြစ်စီတဲ့တဲ့ကာလလည်းဖြစ်စီတတ်ပါတယ်ဟုတ်တယ်လေကိုယ်ကလည်းဟုတ်တာမလုပ်နဲ့ ဟိုကလည်း तू မသိအောင်ဘာမှမသုံးနဲ့မစွန်းနဲ့ဒါဆိုရင်တော့အင်္ဂါသားသမီးများအနေနဲ့အိမ်တော်ရင်းနဲ့အချီရင်းမှာကံကောင်းစီတတ်တဲ့ကာလဖြစ်ပါတယ်အိမ်တော်မဲနဲ့စကားများတာတွေမပြည့်ချင်ဘူးဆိုရင်တော့အထုတိဒါဆင်ញင်ရမယ်ကာလဖြစ်ပါတယ်ခင်ဗျကံကောင်းတော့ကနန်းများပါတော့တိတို့သုံးတို့ရှစ်တို့ပါတဲ့ကနန်းတွေဒီကံဆမ်းမယ်ချဲတွေထိုးမယ်ဆိုကံကောင်းနဲ့တပတ်အတွင်းမှာအဲ့ဒီကနန်းတွေထိုးမယ်ဆိုရင်ကံကောင်းစီတတ်တဲ့ကနန်းတွေဖြစ်ပါတယ်ခင်ဗျနောက်ကိုအနေနဲ့ဒီတပတ်အတွင်းမှာ အင်္ဂါသားသမီးများအနေနဲ့တပတ်တွင်ပါတဲ့ကံကောင်းတဲ့အကြောင်းကတော့ရွှေအိုရောင်ပဲဖြစ်ပါတယ်နော်အင်္ဂါသားသမီးများရွှေအိုရောင်အဝတ်ကလေးတွေဝတ်ပြီးတော့တော့လုပ်ငန်းတွေလုပ်မယ်ဆိုရင်ဘာပဲဖြစ်ဖြစ်အောင်မြင်စေတတ်တဲ့အချိန်ကာလဖြစ်ပါတယ်နောက်ရရရအနေနဲ့ကတော့တဲ့အင်္ဂါတော့မှာစပယ်ငါးကုန်းကိုကတ်လူပြီးတော့မှတရားမှလူစုတောင်းမယ်ဆိုရင်တော့ကျွန်တော်တို့အင်္ဂါသားသမီးများဒီတစ်ပတ်အတွင်းမှာကံအထူးကောင်းမယ်ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်က တပတ်စာကံကြမ္မာများကိုအင်္ဂါသားသမီးများအတွက်ဟောကြားပေးခြင်းဖြစ်ပါလိမ့်ခင်ဗျာနိုဝင်ဘာလ9ရက်ကနိုဝင်ဘာလ15ရက်နေ့ထိတပတ်စာကံကြမ္မာများကိုအင်းပြပေးတဲ့အခါမှာတဲ့ဒီတပတ်ကတော့အင်္ဂါသားသမီးများအတွက်တပတ်စာကံကြမ္မာများသည်တဲ့နောက်အိမ်တို့အိတ်ခန်းတို့တိုက်ခန်းတို့အယောင်းဝယ်တွေဖြစ်ပါမယ်အင်္ဂါသားသမီးများအနေနဲ့ဒီတပတ်အတွင်းမှာနောက်ကျောင်းကားအယောင်းဝယ်တွေဖြစ်ပါမယ်ဒါပေမဲ့ကားအယောင်းဝယ်မှာဖြစ်ပြီမဲ့လို့အထင်းငော်လေးတွေတော့ရှိစေတတ်တဲ့အချိန်ကာလဖြစ်ပါတယ် အင်္ဂါသားသမီးများအနေနဲ့နော်ဝန်ထမ်းပြစ်မယ်ဆိုရင် လာတာတွေတူရမယ်တဲ့နော်နိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်အတွင်းမှာအင်္ဂါသားသမီးများဒီတစ်ပတ်အတွင်းမှာတဲ့ຢາລຸດຽດໂດມເລາສາຍີແລະໂດມເລສູລູວ່າແລ້ວນໍອລຸດານະລົ້ມແມ່ສືນແລະຍີວ່າແຈ່ຊິຫຍັງອອງມຽນແມ່ກາລາແລະຈິດວ່າແລ້ວນໍເລຍາຕ້ອງເສປິສີດີແລະວິນຊີແດບາແລະສັດຕຸເຊຍາລົງງານອະປໍມາສັດຕຸເຊຍາລົງງານນີ້ແລະປໍຊີແດແດກາລາແລະຈິດວ່າແ နောက်ပညာရေးလည်းကံကောင်းစီတတ်တဲ့ကာလဖြစ်ပါတယ်။အကြောင်းမလို့ဒီတစ်ပတ်အတွင်းမှာတော့အင်္ဂါသာသမီများဟာလိုရင်တခဏနဲ့ရစီတတ်တဲ့ကာလလည်းဖြစ်ပါတယ်။နောက်နိုင်ငံခြားခြောက်တာပါကကျောင်းဝင်ခွင့်ညရမယ့်ကာလလည်းဖြစ်စီတတ်ပါတယ်။နိုင်ငံရဲ့အားမှာပညာတော်သင်သွားမဲ့သူများကျောင်းတက်မဲ့သူများတွေအခွင့်အရေးကောင်းလို့ဆိုလို့ရတဲ့ကာလတွေဖြစ်ပါတယ်။ကျမ်းစာရေးကျမ်းစာရေးအနေနဲ့ကတော့တဲ့ဝမ်းပြက်တာတို့ဝမ်းလျှောတာတို့เนาะကျွန်တော်တို့ ဝမ်းနဲ့ပတ်သက်တဲ့ယောဂလေနဲ့ပတ်သက်တဲ့ယောဂတွေအထူးကယူဆရမယ့်ကာလဖြစ်ပါတယ်အရေးပြားယောဂတွေအထူးကယူဆရမယ့်ကာလဖြစ်ပါတယ်အင်္ဂါသားသမီးများအနေနဲ့နော်အခြေရေးမှာတော့နှမျိုးနှစ်ခွဖြစ်မယ့်ကာလလည်းဖြစ်ပါတယ်ခင်ဗျနော်နှမျိုးနှစ်ခွဖြစ်စီတတ်တယ်တဲ့ချစ်တာတယောက်ရတာတယောက်ကိုယ်ကကြိုက်တာတယောက်ကိုယ်ပြန်ကြိုက်တာတယောက်အဲ့လိုတွေဖြစ်စီတတ်တယ်ကာလလည်းဖြစ်ပါတယ်နော်အိမ်အောင်ရေးမှာငွေကြေးကိစ္စကိုအကြောင်းပြုပြီးအိမ်အောင်ဘက်နဲ့စကားများရတာ ဖြည့်စီတတ်တယ်ကာလာလည်းဖြည့်စီတတ်ပါတယ်ဟုတ်တယ်လေဟိုကလည်းဟုတ်တာမလုံးနဲ့ဟိုကလည်း तू မသိအောင်ဘာမှမသုံးနဲ့မဆွဲနဲ့ဒါဆိုရင်တော့အင်္ဂါသားသမီးများအနေနဲ့အိမ်တော်ရင်းနဲ့အချီရင်းမှကံကောင်းစီတတ်တယ်ကာလာဖြစ်ပါတယ်အိမ်တော်မဲနဲ့စကားများတာတွေမပြစ်ချင်ဘူးဆိုရင်တော့အထူးတည်ဒါဆင်ញင်ရမယ်ကာလာဖြစ်ပါတယ်ခင်ဗျကံကောင်းသောကနန်းများပါတော့1တို့3တို့ရှိတော့ပါတဲ့ကဏ္ဍနေဒီကန်ဆမ်းမယ်ချဲရီထိုးမယ်ဆိုကန်ကောင်းနေတပတ်အတွင်းမှာအဲ့ဒီကဏ္ဍနေထိုးမယ်ဆိုရင်ကန်ကောင်းစီတတ်တဲ့ ကဏ္ဍနေဖြစ်ပါတယ်ခင်ဗျနောက်ကို့အနေနဲ့ဒီတပတ်အတွင်းမှာအင်္ဂါသားသမီးများအနေနဲ့တပတ်အတွင်းမှာတဲ့ကံကောင်းတဲ့အကြောင်းကတော့ရွှေအိုရောင်ပဲဖြစ်ပါတယ်နော်အင်္ဂါသားသမီးများရွှေအိုရောင်အဝတ်ကလေးတွေဝတ်ပြီးတော့တော့လုပ်ငန်းတွေလုပ်မယ်ဆိုရင်ဒါပဲဖြစ်ဖြစ်အောင်မြင်စေတတ်တဲ့အချိန်ကာလဖြစ်ပါတယ်နောက်ရရအနေနဲ့ကတော့တဲ့အင်္ဂါတော့မှာစပယ်ငါးကုန်းကိုကတ်လူပြီးတော့မှဘုရားမှာလူစုတောင်းမယ်ဆိုရင်တော့ကျွန်တော်တို့အင်္ဂါသားသမီးများဒီတပတ်အတွင်းမှာ ကံအထူးကောင်းမယ်ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကတပတ်စာကံကြမ္မာများကိုအင်္ဂါသားသမီးများအတွက်ဟောကြားပေးခြင်းဖြစ်ပါတယ်။နိုဝင်ဘာလ9ရက်မှနိုဝင်ဘာလ15ရက်နေ့ထိအဟုတ်ထူးမဲ့ဗုဒ္ဓဘူးသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုဆရာကြီးဦးမြတ်ဆန်ကပြင်ပြပေးမှာဖြစ်ပါတယ်။ဒီတစ်ပတ်အတွင်းမှာတော့ဗုဒ္ဓဘူးသားသမီးများအတွက်စီဝါပြိုင်လုပ်ငန်းပြိုင်များပေါ်မဲ့ကာလလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘယ်လိုအပြိုင်ဆိုင်တွေပဲပေါ်ပေါ်အောင်နိုင်မဲ့ကာလလို့လဲဆိုပါတယ်ခင်ဗျာနော်။ ။နော်တယ်လီဖုန်းအသစ်တွေဝင်စီတတ်တဲ့ကာလလည်းဖြစ်ပါတယ်။ဝန်ထမ်းဖြစ်မဲ့ဆိုရင် လုပ်ငန်းအပြောင်းရွှေ့လုပ်ငန်းနေရာပြောင်းတာတွေပေါ်ရမယ်။နေရာပြောင်းဌာနပြောင်းလုပ်ငန်းပြောင်းလို့ခေါ်တဲ့ကာလလည်းဖြစ်ပါတယ်။နော်ဆိုင်ငယ်အယောင်းဝယ်တွေလုပ်မဲ့ဆိုရင်လည်းတိတ်ကောင်းတဲ့ကာလဖြစ်ပါတယ်။စာချုပ်စာတမ်းနဲ့လုပ်မဲ့ဆိုရင်လည်းလို့လို့ကောင်းတဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျာ။အမှုဟောင်းတွေပါလိရှိရင်အမှုတွေပါလိလည်းနိုင်စီတတ်တဲ့အဟုတ်ထူးမဲ့ဗုဒ္ဓဘုရားသမီးတွေဖြစ်ပါတယ်ခင်ဗျနော်အဲ့တော့ဒီတစ်ပတ်အတွင်းမှာတော့ဗုဒ္ဓဘုရားသမီးများအနေနဲ့ ကြောင်းမြေရတနာတွေရောင်းဝယ်မယ်ဆိုရင်အရန်ကောင်းတဲ့ကာလလေးဖြစ်ပါတယ်။ဘောဓဘုသာသမီးများအနေနဲ့တော့ပညာရေးနဲ့ပတ်သက်ရင်တော့အနောက်ချက်ကြီးပေါ်မယ်ကာလလို့ဆိုပါလေခင်ဗျာနော်။ဟောအဟုတ်ဘူးမဲ့ဘောဓဘုသာသမီးများအနေနဲ့ကျမ်းမာရေးအနေနဲ့အိတ်မပြောတဲ့ယောဂါတွေလည်းခံစားရစီတတ်ပါလေခင်ဗျာ။စဉ်းစားလွန်းတာဟုတ်ဗျ။စဉ်းစားလွန်းတာဖြစ်တဲ့အတွက်ကျမ်းမာရေးအနေနဲ့အိတ်မပြောတဲ့ယောဂါအကျော်ယောဂါနော်အတွေးအခေါ်များတဲ့လောကါ emotion လို့ခေါ်တဲ့စိတ်ကံစားချက်ယောဂါတွေခံစားရမယ်ကာလတွေဖြစ်ပါတယ်ခင်ဗျဗုဒ္ဓဘုရားသမီးများအနေနဲ့နောက်အခြေရေးဆိုရင်တော့အရန်ကံကောင်းတဲ့ကာလတွေဖြစ်ပါတယ်ကိုကလည်းသူ့ကိုချစ်တယ်လို့သူကလည်းကိုကိုပြန်ချစ်မဲ့ကာလလို့လည်းခေါ်ပါတယ်ခင်ဗျနော်အဟုတ်ဘူးမဲ့ဗုဒ္ဓဘုရားသမီးများချစ်သူထံကလည်းလက်ဆောင်တွေလည်းရစီတတ်တဲ့ကာလလည်းဖြစ်ပါတယ်နောက်အခြေရေးလည်းတာယာပါမယ်ခင်ဗျကံကောင်းတဲ့ကဏ္ဍတွေကတော့၄တို့၇တို့၉တို့ပါတဲ့ကဏ္ဍများကိုဒီလိုမဲ့ကန်ဆန်းမယ်ဆိုရင်သိကောင်းတဲ့ကာလဖြစ်ပါတယ် ကြည့်ပဲထို့တို့ခြေပဲထို့တို့အဟုတ်ထုံးမဲ့ဗုဒ္ဓဘုရားသမီးများလေးခွန်ကိုဆိုတဲ့ကဏ္ဍများနဲ့ကြီးတို့ခြေတို့မဲ့ဆိုရင်အကျိုးပေးတဲ့ကာလာတွေဖြစ်ပါတယ်တပတ်အတွင်းမှာကံကောင်းတဲ့အယောင်ကတော့ပလဲပြူအောင်လို့ခေါ်တဲ့အယောင်လို့ကျွန်တော်တို့ဝတ်ဆင်ပြီးတော့အလုပ်လုပ်မဲ့ဆိုရင်ဗုဒ္ဓဘုရားသမီးများတွေတပတ်အတွင်းမှာကံကောင်းစီတတ်တဲ့အယောင်တွေဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဗုဒ္ဓဘုရားသမီးများအနေနဲ့ရရရလုပ်မဲ့ဆိုရင်တဲ့နေရင်ရဲ့ဘုရားမှာယူလေးမျိုးကပ်လူပြီးတော့မှဘုရားမှာဆူတောင်းမဲ့ဆိုရင် ဒီတစ်ပတ်အတွင်းမှာအငြင်းကန်တွေပြောက်ပြီးအကောင်းကန်တွေရောက်မယ်ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကရွှေညာမြေ channel မှာတစ်စင်းတင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာနိုဝင်ဘာလ9ရက်ကနေနိုဝင်ဘာလ15ရက်နေ့ထိရွှေညာမြေ channel ကနေတပတ်ဆက်ကံကြမ္မာများကိုဟောကြားတဲ့အခါမှာဒီတစ်ပတ်မှာတော့ကြာသာပရိသတ်သမီးများဂုရုလိုခေါ်တဲ့ပညာကျူးနော်ဉာဏ်ပညာရှင်တွေကြာသာပရိသတ်သမီးများအတွက်တပတ်ဆက်ကံကြမ္မာများကိုဒီရင်လက္ခဏာကံပြပညာသူတည်းစီဆရာကြီးဦးမြတ်ဆန်ကတင်ပြပေးမှာဖြစ်ပါတယ်ကြာသာပရိသတ်သမီးများအနေနဲ့ ဒီတစ်ပတ်အတွင်းမှာတော့ဝေနံဖြစ်ပါကလာတာတွေတိုးရမယ်ခင်ဗျ။နောက်ယာဓုတွေလည်းတိုးရမယ်။အယံကောင်းတဲ့ဇာတာပရိသတ်သမီးများဉာဏ်ပညာအတွေးအခေါ်တွေကံကောင်းမဲ့ကာလလို့ခေါ်ပါတယ်။ငွေအတွက်နဲ့တော့တောကတွေရောက်စီတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျ။ငွေချင်းနဲ့ပတ်သက်လာတော့ချီးမိငားမိပြန်မပေးနိုင်တတ်တယ်လို့ကိုချီးငားတာရင်လည်းပြန်မရတတ်တဲ့ကာလလို့လည်းဆိုရပါတယ်ခင်ဗျ။နောက်နိုင်ငံသားနဲ့ပတ်သက်တဲ့ငွေချေးအတွက်ဒေါ်လာတို့ FCC တို့ဟောကျွန်တော်တို့ ထိုင်းဘက်တို့အဲ့လိုမျိုးငွေကြီးအတွက်လဲစိတ်ကြီးရမယ်ကာလာတွေဖြစ်ပါတယ်။နောက်တရုတ်ငွေရန်ငွေပေါ့နိုင်ငံခြားငွေတွေပတ်သက်လိုက်စိတ်ကြီးရမယ်ကာလာလို့ခေါ်ပါတယ်။လက်ဝယ်ထားရှိမယ်ဆိုရင်လဲအမတန်မှအနေအများတဲ့ကာလာလို့လဲဆိုရတယ်ခင်ဗျ။နောက်ဆိုင်ငယ်ရောင်းဝယ်လို့ရင်ဆိုင်ငယ်ရောင်းဝယ်တွေပေါ်ပါတယ်။ဟိုကငွေကြီးအစမီပြီးတော့ကိုရှိတဲ့ဆိုင်ငယ်လေးတွေရောင်းအောင်ဝယ်ရတတ်ပါတယ်ခင်ဗျ။နောက်ကြတာပရိသတ်သမီးများအနေနဲ့ဒီတစ်ပတ်အတွင်းမှာတော့အမှုပညာလုပ်ငန်းမှာအနောက်ချက်ဒီပေါ်စီတတ်တဲ့ကာလာလည်းဖြစ်ပါတယ်ခင်ဗျ။ နော်ဆွေမျိုးတို့ဦးအမှုကိစ္စကိုလည်းကုညီဖြည့်ချင်းရတတ်တဲ့ကာလလည်းဖြစ်ပါလေခင်ဗျာကြာသာပရိသတ်ပြင်းများဒီတစ်ပတ်အတွင်းမှာအိမ်အနီးအနားမှာနိုင်ရည်တွေလည်းပေါ်စီတတ်ပါလေအဲ့လိုပေါ်ရင်တော့မသွားပါနဲ့ခင်ဗျာနော်သွားရင်တော့ကံမကောင်းပါဘူးလက်ပိတ်တတ်ပါလေနောက်ပညာရေးမှာတော့လက်လက်ရက်လက်ကောင်းတွေရရှိစေတတ်တဲ့ကာလလို့ဆိုပါတယ်ခင်ဗျာကြာသာပရိသတ်ပြင်းများအနေနဲ့ဟုတ်ကျမ်းမာရေးအနေနဲ့တော့တော့ကျွန်တော်စီးစားရင်မျက်စိလို့ခေါ်တဲ့မျက်စိနဲ့ပတ်သက်တဲ့ယောဂဝိညာဉ်တွေခံစားရတဲ့ကာရီဖြစ်ပါတယ်ဒါကြောင့်မလို့မျက်မှလေးတတ်ထားပါ မတော်တဆတွေထိခိုက်တံရရစီတတ်တဲ့တလားလို့လဲဆိုပါတယ်ခင်ဗျတပတ်အတွင်းမှာဂျာတာပရိသတ်သမီးများအနေနဲ့ချစ်သူမရှိပါကချစ်သူလေးရဲ့အတိတ်ရစီတတ်တဲ့ကာလဖြစ်ပါတယ်အချိန်မှကံကောင်းမဲ့ကာလလို့လဲဆိုပါတယ်ခင်ဗျအိမ်တော်ကြီးလဲတာယာစီတတ်တဲ့ကာလလို့လဲဆိုပါတယ်ဂျာတာပရိသတ်သမီးများနောက်ကံကောင်းသောကနန်းများမှာတော့အားတို့ရှစ်တို့ကိုတို့ကနန်းများဖြစ်ပါတယ်အဲ့ဒီကနန်းနေနဲ့ထီထိုးမဲ့ကန်ဆမ်းမဲ့ဆိုရင်ဒီတစ်ပတ်အတွင်းမှာဂျာတာပရိသတ်သမီးများအတွက် နှလုံးသုံးလုံးမှာစပေါ့စီတက်တဲ့ကာလလို့ဆိုရတယ်ခင်ဗျကံကောင်းတဲ့အရောင်ကတော့တတ်မရရောင်လို့ဆိုတဲ့ကျွန်တော်အစိမ်းကြီးအောင်ပေါ့ဗျအဲ့ဒါလေးတွေဝတ်ဆင်ပြီးတော့မှလုံးမယ်ဆိုရင်ဘဝမှာကံကောင်းနေတတ်တဲ့ကာလလေးဖြစ်ပါလိမ့်ရတဲ့အနေနဲ့ကတော့တဲ့ကိုယ့်ရဲ့မူးနေမှာအိမ်ဖျားမှာပဲပေါ့စီငါလုံးကိုကတ်လူပြီးတော့မှအရာမှာဆူတောင်းမယ်ဆိုရင်ဒီတစ်ပတ်အတွင်းမှာကြာသာပရိသတ်သမီးများဒီနဲ့အထူးကံကောင်းကံတက်မယ်လို့ဆရာကြီးဦးမြတ်ဆန်က တပတ်အတွင်းမှာတင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာနိုဝင်ဘာလ9ရက်မှနိုဝင်ဘာလ15ရက်နေ့ထိတပတ်စာကညမာများကိုရွှေညာမီ channel ကတင်ပြပေးတဲ့အခါမှာဒီတပတ်မှာတော့တောက်ကြသားသမီးများအတွက်တပတ်စာကညမာများကိုဆရာကြီးဦးမြတ်ဆန်းကတင်ပြပေးမှာဖြစ်ပါတယ်ဒီတပတ်အတွင်းမှာတောက်ကြသားသမီးများအတွက်နိုင်ငံရေးနိုင်ငံရေးချက်ခီးအတွက်တရင်ကောင်းတွေကြားရမယ့်ကာလဖြစ်ပါတယ်နိုင်ငံညသွားမယ်လို့စီစဉ်စားတဲ့တောက်ကြသားသမီးများတရင်ကောင်းတွေကြားပါမယ်သိကြပါတယ်ဗျနော် ။နောက်ငွေအတွက်နဲ့အခက်အခဲကြီးအနေငယ်ပေါ်ပါမယ်။အီးသွားတော့မယ်ဆိုငွေကြီးတွေအခက်အခဲကြီးပေါ်စီတတ်တဲ့ကာလပြည်တာပြည်တဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါခင်ဗျ။နောက်ဆိုင်သေးဖွင့်ခြင်းလုပ်ငန်းတွေလုပ်ခြင်းများလည်းအောင်မြင်စေတတ်တဲ့တောက်ကြသားသမီးများဖြစ်ပါလေ။ဒီတစ်ပတ်အတွင်းမှာပေါ့ဗျာ။နောက်မော်တော်ကားအယောင်းဝယ်လေးလုပ်မယ်ဆိုရင်လည်းကံကောင်းတဲ့ကာလဖြစ်ပါလေ။နောက်တောက်ကြသားသမီးများအနေနဲ့တဲ့ဆွေမျိုးတွေမှာမင်္ဂလာဆောင်တွေပေါ်စီတတ်တဲ့ကာလလည်းဖြစ်ပါလေခင်ဗျာနော်။နောက် ဘဲတို့ပြောင်းတို့နှမ်းတို့ကောက်ဘဲသီးနှံတို့အယောင်းဝယ်လို့ဆိုရင်ဆိုရင်လည်းသိကောင်းတဲ့ကာလလို့ဆိုပါတယ်ခင်ဗျ။နောက်မတ်ပုံရှင်လိုင်စင်စားသောအရေးကြီးသောစာရွက်စာတမ်းများပျောက်တဲ့ရှာတာတာဖြစ်တဲ့အတွက်အသေးချာသိသိဖို့လိုတဲ့ဆိုတဲ့အကြောင်းဒီတစ်ပတ်တွင်မှာတောက်ကြသားသမီးများအတွက်ဆရာကြီးဦးမြတ်ဆန်ကအတူတတိပေးခြင်းဖြစ်ပါတယ်ခင်ဗျ။နော်။နောက်ပညာရေးမှာလည်းကုညီမဲ့သူတွေပေါ်စီတတ်တဲ့ကာလဖြစ်ပါတယ်။အော်ကျမ်းမာရေးအနေနဲ့ကတော့တောက်ကြသားသမီးများ အယိုးကြီးပေါင်းယောဂါတွေဖြစ်စီတတ်တဲ့ကာလလေးဖြစ်ပါတယ်အယိုးနဲ့ပတ်သက်တဲ့ယောဂါတွေအထူးတရီထားပါလို့ပြောချင်ပါတယ်ခင်ဗျအစာမဆေးမဖြစ်စီတတ်တဲ့ကာလဖြစ်ပါတယ်တော့အချီးမှာတော့ချစ်သူနဲ့ကိုယ်ကွင်းရမယ့်ကာလတွေဝေးကွာမယ့်ကာလတွေဖြစ်စီတတ်ပါတယ်ခင်ဗျအိမ်တော်ကြီးမှာလည်းအိမ်တော်ဘက်ရဲ့ကျမ်းမာရေးကိစ္စကြောင့်စိတ်ညစ်နေရမယ့်ကာလလည်းဖြစ်ပါတယ်ကိုယ့်ရဲ့တော့ကျွန်တော်အိမ်တော်ဘက်ကိုကျမ်းမာရေးအထူးပြုဆရမယ့်ကာလလို့တောက်ကြသားသမီးများကိုတတိပေးကြပါတယ်ခင်ဗျကံကောင်းတဲ့ကဏ္ဍကြီးကတော့ နှစ်လေးငါးဆိုတဲ့ကဏ္ဍမြောက်ကိုထူထိုးမယ်ချဲထိုးမယ်ဆိုရင်ဒီတစ်ပတ်အတွင်းမှာကံကောင်းစီတတ်တဲ့ကာလလူတောက်ကြသားလူမြောက်ကိုဆရာကြီးဦးမြတ်ဆန်ကပြောကြင်ပါတယ်ခင်ဗျဘာပဲလို့လို့တဲ့နော်ကိုယ့်ရဲ့ကံကောင်းတဲ့အယောင်ကတော့အပြူအောင်ဖြစ်ပါတယ်ခင်ဗျအပြူအောင်လေးဝတ်ဆင်ပြီးတော့မှအလုပ်လုပ်မယ်ဆိုရင်ဒီတစ်ပတ်အတွင်းမှာတောက်ကြသားသမီးများအတွက်အထူးကံကောင်းမယ်လို့ဆရာကြီးဦးမြတ်ဆန်ကပြောကြင်ပါတယ်ခင်ဗျနောက်ရရအနေနဲ့ရတော့တဲ့တောက်ကြတော့မှာ တသိငါလုံးကတ်လူပြီးတော့မှတရားမှဆူတောင်းမဲ့ဆိုရင်တောက်ကြတာသမီးများအညံ့ကန်နေပြောက်ပြီးအကောင်းကန်နေရောက်မဲ့ဆိုတဲ့အကြောင်းရွှေညာမြေ channel မှာတစင်ဆရာကြီးဦးမြတ်ဆန်ကတပတ်စာကန်ကြမများကိုတင်ပြပေးတာဖြစ်ပါလေခင်ဗျာနိုဝင်ဘာလ9ရက်မှနိုဝင်ဘာလ15ရက်နေ့ထိတပတ်စာကန်ကြမများကိုရွှေညာမြေ channel ကနေတင်ဆက်ပေးတဲ့အခါမှာဒီရင်လက္ခဏာကံပြရပညာတုတ္တိဆရာကြီးဦးမြတ်ဆန်ကဒီတပတ်မှာတော့စနေသားသမီးများအတွက် တပတ်စာကံကြမ္မာများကိုတင်ပြပေးမှာပါစနေသားသမီးများဟာတဲ့ဒီတပတ်မှာလေယာသုံးဆက်ပစ္စည်းတွေပျက်စီးခြင်းတွေကြုံစီတတ်တဲ့ကာလဖြစ်ပါတယ်အဲ့တော့စနေသားသမီးများအနေနဲ့ဒီတပတ်အတွင်းမှာအိနေရအွှေပြောင်းနေပေါ်မယ်လို့ခေါ်ပါတယ်ခင်ဗျเนาะအိနေရအွှေပြောင်းနေပေါ်စီတတ်ပါတယ်ဝန်ထမ်းပြပါကလည်းလုပ်ငန်းခွင်မှာစိတ်ညစ်စရာတွေပေါ်မဲ့ကာလဖြစ်ပါတယ်ဒီနှစ်ကတော့ဗျာစနေသားသမီးတွေအထူးသတိထားရမယ့်ကာလပါเนาะဆက်ပြက်တာတို့စိတ်ညစ်စရာကြုံတာတို့ အဲ့ဒီလိုကြီးကြုံစီတတ်တဲ့ကာလဖြစ်ပါတယ်။နောက်ပြာဘူးခီးကြီးတွေလည်းပေါ်ပါမယ်ခင်ဗျ။နော်။ပြာဘူးခီးကြီးတွေသွားမယ်ဆိုရင်လည်းကောင်းပါတယ်။နောက်ဆေးရုံတို့လူနာမေးသွားရတတ်ပါတယ်ခင်ဗျ။နောက်ဂျရနာရောင်းဝယ်လုပ်ငန်းမှာတော့အကျိုးအမြတ်တွေရရှိစီတတ်ပါတယ်။နောက်ကိုယ်မှာရှိတဲ့ဂျရနာတွေရောင်းနာဝယ်တာမျိုးသူများဂျရနာကိုရောင်းနာဝယ်တာမျိုးအကျိုးဆောင်ပေးမယ်ဆိုရင်လည်းအကျိုးအမြတ်တွေများစွာရမယ်လို့ဒီတစ်ပတ်အတွင်းမှာဆရာကြီးဦးမြတ်ဆန်ကစနေသားသမီးများရဲ့ကံကြမ္မာကိုတင်ပြပေးတာပါ။နောက်ရက်ဝင်းမှလည်းငွေတွေရောက်လာတတ်ပါတယ်ခင်ဗျ။ မမျော်လင့်တဲ့ငွေကြေးတွေလည်းအဝေးကရရှိတဲ့တည်းစနေသားသမီးများပါခင်ဗျ။နောက်ပညာရေးမှာခရီးမပေါက်တော့အခြေအနေမျိုးရောက်နေတတ်ပါတယ်။ကြိုးစားသလောက်ခရီးမရောက်တာစနေသားသမီးများရဲ့တပတ်သာကံကြမ္မာပါခင်ဗျ။နော်။နောက်အခြေရေးမှာတော့ချစ်သူရဲ့တဝင်ကြောင်မှုကြောင့်နဲ့စိတ်ညင်နေရတဲ့စနေသားသမီးများဖြစ်စီတတ်ပါတယ်ခင်ဗျ။နောက်ချစ်သူရဲ့တဝင်ကြောင်မှုကြောင့်အခြေရေးမှာဘာမှလုပ်မရဘူး။ကိုယ်လည်းမဟုတ်တာမလုပ်ဘူး။ဒါပေမဲ့တဝင်ကြောင်ချင်းနေခံရတဲ့တည်း စနစ်သားကြီးများဖြစ်ပါတယ်။နောက်အိမ်အောင်ရေးမှလည်းတဲ့အိမ်အောင်ဘက်ရဲ့အတ္တကြီးမှုကြောင့်စိတ်ညစ်နေရတဲ့စနစ်သားကြီးဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့အိမ်အောင်ဘက်ကအတ္တကြီးတယ်၊သူဖြစ်ကျင်တာပဲပြောတယ်၊ကိုဖြစ်ကျင်တာကိုပြန်ပြောလို့မရတော့စိတ်ညစ်ရတဲ့ကာလလို့စနစ်သားကြီးများတွေဆရာကြီးဦးမြတ်ဆန်ကတင်ပြပေးခြင်းဖြစ်ပါတယ်။ကံကောင်းတဲ့ကဏ္ဍနေရာတော့တဲ့1တို့3တို့4တို့ပါတဲ့ကဏ္ဍနေပါဒီတစ်ပတ်အတွင်းမှာချဲထိုးတာထီထိုးတာလုပ်ပေးမယ်ဆိုရင်စနေသားသူများအတွက်အကျိုးပေးကဏ္ဍနေလို့ခေါ်ပါတယ်ခင်ဗျာ ကံကောင်းတဲ့ရောင်တွေကတော့တဲ့ဒီတစ်ပတ်အတွင်းမှာစနေသားသမီးများအတွက်မိုးပြရောင်ဝတ်ဆင်ပြီးတော့မှအလုပ်လုပ်မယ်ဆိုရင်ကိုယ့်အတွက်အကျိုးအမြတ်များစွာရပြီးကံကောင်းစီတတ်တဲ့စူးမှုတဲ့အရာဖြစ်ပါတယ်ခင်ဗျเนาะအဲ့တော့ရတရားအနေနဲ့ကတော့ကျွန်တော်တို့စနေတောင်းမှာပေါ့ဗျာရှင်းမြင်တာဗျာစနေတောင်းမှာဒီဖြူငါးလက်လှူပြီးတော့မှကိုယ့်ရဲ့လူသားစုကိုတောင်းမယ်ဆိုရင်စနေသားသမီးများအညံ့အကန့်ကြီးပြောက်ပြီးအကောင်းကန်ကြီးရောက်မယ်ဆိုတဲ့အကြောင်း ။ဒီတင်လက္ခဏာကံပြီးရပညာသူတေစီဆရာကြီးဦးမြတ်ဆန်ကရွှေညာမြေ channel မှာတဆင့်တပတ်စာကံညမာများကိုစနေသားသမီးမှအစတနင်္ဂနွေဆုံးအားလုံးသောပုဂ္ဂိုလ်များအတွက်စူတောင်းရင်းဒီတပတ်အတွက်စနေသားသမီးများရဲ့ကံညမာကိုခေါ်ပြတင်ပြပေးခြင်းဖြစ်ပါလေခင်ဗျာ။ご覧いただきありがとうございます。Thank you very much.